ူဒီရဲ့ပါဝါကဆိုတော့အရင်ကြီးကိုလည်းအရေးကြီးတာပေါ့နော်။ဒီဇိုင်းတစ်ခုဟာမြောက်ရဲ့အမီအရေးသွေးလောက်ကဲပူမပေါ်လွင်စေတာပေါ့။ဒီလေးပွားမှာပထမအဆုံးစေးစိုးမှုလားဆရာနဲ့ခဲခဲအဖြူပေါ့နော်။အဲ့ဘက်ကိုသွားတဲ့အရာကိုလေးကိုစိုးကြတာ။သပင်လည်းအတုံလေးညှက်ပလိုက်တယ်။အဲ့ဒီဟာနဲ့လည်းလေးလေးအကူထက်ရရဲ့တခြင်းချစ်လိုက်တော့အဲ့အိမ်မှာလုံးဝအဲကွမ်းထွက်ပြီးတော့ကိုသေုပ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်။သူတယောက်ရဲ့ personal branding ကလည်းတကယ်သပင်ကလည်းအများကြီးအဲတက်ရောက်မှုရှိတယ်။ ြင်နဟောင်း၁၈၁၉ကိုပတ်ချလဲလောက်က၁၉ပတ်ချလဲလောက်ကဖြစ်မယ်အဲကတဲ့ကလီလီအဲလီတကယ်ကိုဂျုံချီပြီးတော့မှစိတ်ချပြီးတော့မှအမြဲတမ်းသွားဖြစ်တဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်ဆိုတော့ဆရာနဲ့လည်းအများကြီးပဲလီတို့အဲစုံတယ်အဲအများကြီးပဲအဲစီးရီဆိုလို့ချင်တယ်လုပ်ပြီးတယ်ဆိုချင်တဲ့ဟာကတော့လုပ်ပေးရတာပေါ့နော်တော့အဲအများကြီးပဲအဲ့လိုကြည်ကြလို့ရတဲ့ဆိုင်လေးတစ်ဆိုင်လည်းဟုတ်တယ်အမြဲတမ်းအဲ လာတဲ့ customer ပေါ်မှာအမြဲတမ်း welcome လုပ်တဲ့ site လေးအခုဒါနောက်ထပ်5ဆိုင်မြောက်ဒါ site ဖွင့်ပွဲလေးအတွက်ဒီကတော့အရန်ဝမ်းသာပီတီဖြစ်မိပါတယ်ရှင်။ Beauty ရဲ့ power ကဆိုတော့အရေးကြီးပုံနဲ့အရေးကြီးတာပေါ့နော်။အဲဥမာကျွန်တော်ကမြောက် inner top ပြတဲ့အချိန်မှာကအဲခုကကိုယ့်ရဲ့ screen ပုံစံကတက်တရေဖြစ်နေဖို့ကအရေးကြီးပုံအရေးကြီးတာပေါ့နော်။ကျွန်တော်နဲ့အလုပ်ဝင်တဲ့အချိန်မှာကိုယ့်ရဲ့ SME ရောကိုယ့်ရဲ့ passion ကိုတည့်ရတည့်ရ သွေးလောက်ကဲဥမပေါ်လွင်စီလာပေါ့သူကကျွန်တော်နောက်ပိုင်းကကျွန်တော်ရဲ့ passion ကနည်းနည်းဥမပြောင်းလာတာပေါ့နော်အရင်တော့ကကိုယ့်ရဲ့ passion ကနည်းဥစုလိုက်မဲ့ဥမဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်သူနောက်ပိုင်းကကိုယ့်ပေါ့ကူနဲ့နည်းနည်းလေးပြည့်လာတဲ့အချိန်မှာနည်းနည်းပွားတဲ့ design ဖြစ်ပြီးရှင်းတာဒါတူတော့ကျွန်တော်ဥရဲ့ကိုပြောချင်တာပေါ့နော်ကိုယ့်ရဲ့ fashion တွေကကိုယ့်ရဲ့ဥစ္စာတွေကနည်းနည်းပါတော့ PC နဲ့တင်တာပေါ့ဥမာအပွားတွေအကျက်တွေ တို့ဝင်းကြီးတွေကဒီလောက်တော့ပြင်ဆင်ထားသေးတာပေါ့ဟိုကပွဲတစ်ပွဲတော့တဲ့တဲ့ချင်းကဒီပွဲနဲ့တိုက်ဖက်တဲ့ကိုယ့်ရဲ့ဒီဇိုင်းတွေကဟိုကရွေးချယ်မှုကဘုံမှာ စီမေးတာပေါ့နော်ဟုတ်ကဲ့အများကြီးမှုတည်ရပေါ့ဟုတ်တယ်ဟုတ်တယ်ကြောက်ကြောက်နောက်ပိုင်းနဲ့ကျွန်တော်ရဲ့ fashion design နဲ့ပြန်ပြောင်းဖို့အစီအစဉ်ရှိပါသေးတယ်အဲအဲဆရာကနပြောပါလို့ကလီလိုအဲ့နဟောင်း19အချိန်တော့ကဆရာလုံးက old school ပုံအဲ့လိုဂျင်မောင်းမေးဆိုတော့လည်းအဲ့လိုနည်းနည်းလေးပွားမယ်အင်ဂျီဆိုတီရှပ်ကလေးပွားအဲ့လိုနည်းနည်းပေါ့မပွားတဲ့ပွားလေးအခုနောက်ပိုင်းကျလုံးဝ style အမိုက်သာအမိုက်သာကြောင်းလာတယ်ဒါတော့ဒါပွဲမလို့ကုတ်ကူပထားရဲ့အချက်ပါတယ်ကျွန်တော်လည်းနည်းနည်းလေးတဲ့ရဲ့ပေါ့နော်ဒါလည်းမဟုတ်ဘူးပြည်တော်မှာ ကြောင့်ခက်ခိကအဲသူရဲ့ personal brand တည်ဆောက်နေတဲ့သူငယ်တွေအဲမျိုးသားတွေမျိုးသမီးတွေသူရဲ့စပင်ကဘုံမဘူးဆိုင်လာကြတာပေါ့နော်အဲတရားနဲ့အဲပြစ်တလို့တဲ့မနေကြတော့ဘူးကျွန်တော်ကဆိုင်သားတရားနဲ့အနေနဲ့ဒီစကားပြောတာမဟုတ်ဘူးနော်တကယ်နဲ့ဒီဟာကအရင်အတိုင်းကိုအရင်ကြီးတယ်ရေးချပါတယ်ဟုတ်ဟုတ်ရောပူဇော်ထားတဲ့ကိုအာလီလီယာလီလီဘွားမှာပထမဆုံးစေစုံးမှုလာဆရာနဲ့ အဲ့ဒီတော့ကမမရရအာကုတူနီရဆရာရနှစ်ယောက်ညနှစ်နာရီထိုးရတယ်လီလီသပင်းညကညနှစ်နာရီထိုးရအာလီတို့အာဘယ်လိုပြောမလဲခဲခဲအချူပေါ့နော်အဲ့ဘက်ကိုသွားတဲ့အရာကိုလီတို့စိုးကြတာသပင်းလည်းအတူလေးညှက်ပလိုက်တယ်လီလီဘွားကပထမဦးဆုံးအရာကိုစိုးတာပဲရောကြတော့ တော့အဲအဲ့ဒီဟာနဲ့လေလီလီအဲကိုထက်ရရဲ့တခြင်းချစ်လိုက်တော့အဲအဲ့မှာလုံးဝအဲကွတ်ထွက်ပြီးတော့ကိုတေယုတ်ဆောင်နိုင်ခဲ့တယ်ပေါ့နော်ခဏဆရာပြောလို့ပဲလူတယောက်ရဲ့ personal branding ကလည်းတကယ်စပင်ရလည်းအများကြီးအဲတက်ရောက်မှုရှိတယ်ပေါ့ပြီးတော့အခုတကြံလဲနီးနေပြီဆိုတော့ဆရာကိုပူဇော်ထားတယ်လီလီတို့တချိန်အဲဘယ်လိုခေါ်မလဲ FOC ပေးတာဆိုတော့ကွတ်တီပဲတွေ့ရနေဆရာစိုးမယ်နော်လို့တော့ကျွန်တော်စဉ်းစားပြီးသွားပြီပေါ့နော် အလားအဆုံးဖြစ်တာကျွန်တော်ဆိုပေးမယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အအဓိကလီကိုယုံကြည်မှုပေါ့အယုံကြည်မှုရှိတယ်နောက်တစ်ခုကလီလီ live time မှာလည်းလီလီကသပင်လေးကိုမစိုးခဲ့ဘူးမစိုးခဲ့ဘူးတဲ့လူပထမဆုံးစိုးရဲသွားလဲဆရာနဲ့ဖြစ်တယ်ပြီးတော့နောက်လျှောက်ကလည်းအဲ့လိုအဲလီလီလီဟိုပေါ့ဆရာကိုဆက်တွေ့တိုင်းဆရာလည်းဆိုင်ရတဲ့ဆိုင်မိဆိုင်သူတို့ဒီမှာထိုင်ရတဲ့ဆိုင်လေးတွေကကြောင်းတယ်ဒါပေမဲ့လီလီဆက်တွေ့တဲ့အချိန်လေးအဲလီလီစိုးကျင်တဲ့အရာုံတွေကလာတွေရွေးချယ်တဲ့အချိန်မှာဆရာအများကြီးပဲအဲခိုက်လိုက်လို့ပြီးနိုင်တယ် တကယ်ဆိုပြီးွားရဲ့ result မှာလည်း lily drug ကအဲစမင်ပြက်စီရတော့မရှိဘူးအဲပြီးတော့ result ကောင်းအောင်ရေးရခဲ့တယ်ဆိုတော့နောက်ပိုင်းဆိုဆေးဆိုးတာဖြစ်ဖြစ်ခေါင်းလျှော်တာဖြစ်ဖြစ်စမင်နဲ့ပတ်သက်တာဆိုရင် vivo 7ကိုလည်းရတော့အဲအများနဲ့ယုံကြည်ပြီးတော့အဲ့လိုမျိုးသွားဖြစ်တာပေါ့လေဟုတ်ပြီးတော့ဒီ sanction အမရည်နဲ့လည်းတစ်ချက်တည်တော့သူတို့က ြုတ်ပြီးမှကလေးကသူတို့ကိုယ်တိုင်ရုပ်စာကို landing လုပ်ပြီးတော့သူတို့ကိုယ်တိုင်အောက်တက်ခြေလာခဲ့ပြီးတော့မှဒီမှာစိုင်တေချာပြန်ဖွင့်တဲ့လူတွေဆိုတော့လေဒီကနေလေတော့အတွေ့အကြုံတွေပြန်ယူရတယ်သူတို့လုံနေတဲ့ပုံစံအော်ဒါမျိုးပါလားဆိုတာမျိုးလီလီကတော့ပြန်ပြီးယူတော့အကြံတော့မပေးတော့ပါဘူး။ဒီ47အခုဒါ စနစ်ရှိပြီလို့အဲသိရပါတယ်အဲ15ဆိုင်တော်မှာဒါဖွင့်လှစ်နိုင်ပြီဆိုတော့အများကြီးခုန်ယူပါတယ်လို့ဒီချက်ဒီချက်ပို့ပြီးတော့အောင်မြင်တဲ့ branding တစ်ခုပြီးဆောင်နိုင်ပြီးတော့အများကြီးအောင်မြင်တဲ့အဲစပီလောကမှာအများကြီးအောင်မြင်တဲ့ site တစ်ဆိုင်ဖြစ်ပါစေလို့ဒီရက်လည်းဆုတောင်းတောင်းပေးပါတယ်ကျွန်တော်လည်းတွေ့ရင်လောက်ကိုလာတော့စေရမမင်းညပါနဲ့တော့ဒီကိုလေးဆက်မရှိတယ်များဆိုင်ကလူကလာရောက်ဖို့ဒီကနေ့ဖိတ်ခေါ်ပါတယ်